ဒီနေ့မှာတော့အင်ကိုတန်ရတန်ချေးပြပြတော့ဝယ်လိုက်ပေမဲ့ကိုကအင်ပိုင်ရှင်ဖြစ်မလာခဲ့သလိုတရားရုံမှာလည်းရှုံးနေကြရတဲ့ဇလန်တပုတ်ကိုမျှဝေပေးခြင်းပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါ။ဒီဇလန်အတွက်1984မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်တောင်းစိန်နဲ့ဒေါ်ကြည်တရမဒုတိယအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြတော့မှာဖြစ်ပါတယ်။ရေဖြူမြို့နယ်မှာဒေါ်ကြည်ဆိုတဲ့အမျိုးသမီးတူဟာဒေါ်တောင်းစိန်ဆိုတဲ့အမျိုးသမီးတူစီကအင်တလုံးကိုငွေကျပ်1000နဲ့ဝယ်လိုက်ပါတယ်။ ဝယ်တော့ကတော့ဒေါ်တောင်းစင်ရဲ့မြေတားရက်ခံချက်အရာအဲ့ဒီအင်ရဲ့အောက်ထက်တစ်ချမ်းမှာခဏတာအလကားနေခွင့်ပေးထားခဲ့ပါတယ်။ဒါပေမဲ့အရှင်တနှစ်လောက်ကြာလာပြီမဲ့ဒေါ်တောင်းစင်ဟာအဲ့ဒီအင်ကနေဖယ်မပေးတော့ပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ကျမရဲ့ခွင့်ပြုခြင်းနဲ့နေနေတဲ့ဒေါ်တောင်းစင်ကိုအိမ်ပေါ်ကနေဖယ်ရှားပေးပါဆိုပြီးတော့ဒေါ်ကြီးကတရားစွဲလိုက်ပါတယ်။ဒေါ်တောင်းစင်ကတော့သူ့အနေနဲ့အိမ်ကိုရောင်းတာမဟုတ်ဘူး။ဒေါ်ကြီးစီကငွေတစ်သောင်းရှိတာ။ အင်ကိုအပေါင်ထားတဲ့သဘောနဲ့စာချုပ်ချုပ်လိုက်ရတာလို့တရားရုံးမှာပြန်လည်ရှိပါခဲ့ပါတယ်။ဒါပေမဲ့မြို့နယ်တရားရုံးနဲ့တိုင်းတရားရုံးအဆင့်တွေမှာအင်ဝယ်တဲ့ဒေါ်ကြည်ဘက်ကမှန်တယ်ဆိုပြီးတော့ဒေါ်ကြည်ကိုအနိုင်ပေးခဲ့ပါတယ်။အဲ့ဒါကိုဒေါ်တောင်းစင်ကမကျေနပ်တာကြောင့်ဘိုးတရားရုံးကိုဆက်တက်ခဲ့ပါတယ်။ဘိုးတရားရုံးကဒီအမှုကိုတည်တည်ချာချာစစ်ဆေးခဲ့ပါတယ်။ပထမဆုံးဒေါ်ကြည်ကအင်ဝယ်တယ်ဆိုပြီးတော့တင်ပြတဲ့အယောင်ဝယ်စာချုပ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအရေးကြီးတဲ့အချက်တစ်ခုကိုသွားတွေ့ပါတယ်။အဲ့ဒါကတော့ အဲ့ဒီစာချုပ်ဟာမှတ်ပုံတင်ရုံးမှာတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘူးဆိုတဲ့အချက်ပါပဲမြန်မာနိုင်ငံရဲ့ဒီဇယ်ဥပဒေအရအင်ချမ်းမြေလိုမချွေးပြောင်းနိုင်တဲ့ပစ္စည်းတစ်ခုကိုရောင်းတာဝယ်တာလွှဲပြောင်းတာတွေအတွက်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာတရားဝင်မှတ်ပုံတင်မှသာအဲ့ဒီအယောင်အဝယ်ကအထမြောက်ပါတယ်အခုအမှုမှာဆိုရင်အယောင်ဝယ်စာချုပ်ကိုမှတ်ပုံမတင်ထားတဲ့အတွက်ကြောင့်ဥပဒေအမြင်အရဆိုရင်ဒီအယောင်အဝယ်ကအထမမြောက်သေးပါဘူးတနည်းအားဖြင့်ပြောရရင်တရားမဝင်သေးဘူးလို့တရားရုံးကသုံးသပ်ပါတယ်ဒါကြောင့် အယောင်အဝယ်တရားမဝင်သေးတဲ့အတွက်ကြောင့်အိမ်ရဲ့တရားဝင်ပိုင်ရှင်ဟာဒေါ်ကြည်ဖြစ်မလာသေးပါဘူးဥပဒေအမြင်အရအိမ်ရဲ့ပိုင်ရှင်ဟာမူလပိုင်ရှင်ဖြစ်တဲ့ဒေါ်တောင်းစိန်ပဲဆက်ဖြစ်နေပါတယ်ဒါကြောင့်ဒေါ်တောင်းစိန်ဟာသူများရဲ့ခွင့်ပြုချက်နဲ့နေသူမဟုတ်ဘဲကိုယ့်အိမ်မှာကိုယ်ပိုင်ရှင်အဖြစ်ဆက်လက်နေထိုင်နေရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ဆုံးမှာတော့အောက်ယွန်းရဲ့ဆုံးဖြတ်ချက်တွေဟာမှားယွင်းနေတယ်ဆိုပြီးတော့အဲ့ဒီအမင်းကိုပယ်ဖြတ်ပြီးဒေါ်ကြီးကဒေါ်တောင်းစင်ကိုအိမ်ကနေဖယ်ပေးဖို့ဆွဲဆိုထားတဲ့အမှုကိုဘ ਹੁ တရားယုံကပယ်ဖြတ်လိုက်ပါတယ် ဒီအစီအထုံးကဘာကိုပြနေတယ်လဲဆိုရင်ပိုင်ဆိုင်မှုကိုအရှိခံပြီးတော့ဆွဲဆိုတဲ့အမှုတွေမှာအဲ့ဒီပိုင်ဆိုင်မှုကဥပဒေနဲ့အညီတရားဝင်သလားဆိုတာကိုတရားရုံးကအဓိကသုံးသပ်လေးရှိပါတယ်။အင်ရှင်မြေလိုမျိုးမရှိပြောင်းနိုင်တဲ့ပစ္စည်းတွေကိုဝယ်တဲ့အခါမှာစာချုပ်ကိုမှတ်ပုံမတင်ထားရင်ဥပဒေအရတရားဝင်ပိုင်ဆိုင်မှုမမြောက်ပါဘူး။အဲ့ဒီအယောင်ဝယ်စာချုပ်ကိုမှတ်ပုံတင်စာချုပ်စာတမ်းရုံးမှာတရားဝင်မှတ်ပုံတင်မှသာလျှင်ဝယ်သူကပိုင်ရှင်ဖြစ်ကိုတရားဝင်ရောက်ရှိပါတယ်။ဒီအမှုမှာလိုပဲမှတ်ပုံမတင်ထားတဲ့စာချုပ်ကိုကင်ပြီးတော့ ငါကပိုင်ရှင်ဖြစ်သွားပြီလို့ပြောလို့မရပါဘူးဥပဒေရဲ့အမြင်မှာမူလပိုင်ရှင်ကပိုင်ရှင်အဖြစ်ဆက်ရှိနေတုန်းပဲဆိုတာကိုသတိထားဖို့လိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ